အရင်ကတည်းကဟိုးအရင်ကတည်းကပေါ့နော်မနာမနေလောက်ခဲ့တာဒါပေမဲ့ကဲအကြောင်းငယ်ပေါ့နော်ချစ်ကိုချစ်ပေးကြဒီဘာလဲဆိုတော့ဒီ TikTok မှာဒီလို social media ခေါ်မှာပေါ့နော်နားတော့မလဲဘူးပေါ့နော် TikTok မှာလို social media မှာ TikTok မှာဝါသနာပါစော်ရင်စော်ရင်ကိုယ်ချစ်ပေးကြရင်တည်းမှာကလေးရဲ့ကံပေါ့နော်ကိုဝင်စားကြည့်တော့ဝင်းကြီးနာဆွဲတော့တံမြာကြီးစားရကြမှာကို့ဘဝထီပောက်တယ်လို့ပေါ့ထီပောက်တာနဲ့တောင်မှကိုတော်တော်ကံကောင်းသွားထီပောက်တာနဲ့ကိုထီပောက်တယ်လို့ပါပဲပြန်လာရင်တော့ပြန်လို့ချင်းတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးကွာနော်အခု ဆုံးသွားပြီးတော့ပြန်ပြီးထားလာတာမဟုတ်တော့တဲ့ဒါဖြစ်မဖြစ်နိုင်ပါဘူးကလေးတော့ယူပါမယ်ဒါပေမဲ့အဲ့လိုတွေကယုံကြည်မရှိပါဘူးအမအောင်ဆုံးဆိုတော့ပြောပါတယ်ရန်ကုန်ကလိုင်းသားရမိကွက်စီဘောင်ကျော်လမ်းဈေးရောက်တဲ့ဘွားတော့ကိုငငလေးကွက်ကဝါသနာပါတဲ့လုံမလို့တားကိုမြန်နိုးပြီးချက်ပါတယ် ကိုနှစ်ကျော်10နှစ်လောက်ကောင်တန်းပညာ၄တန်း၄တန်းဈေးရောက်နေတဲ့အဲ၄တန်းចောင်းနေလိုက်ဈေးရောက်လိုက်တခါမှအိမ်မက်တော့မဟုတ်ဘူးအဒီရကြီးမန္တလေးကိုဒီရပြင်ပြန်တော့မှခဏဝိန်တာရှိသေးရဲ့လေဝိန်တာအဒီရလေးဝိန်တာမခွင့်ထားတယ်မှာအဲ့ဒါကျေးဇူးရှင်နေရာလေးအဲ့ဒီနာနေဘယ်မှခေါ်မှာမလဲခဏမကြည့်ပါလုပ်ငန်းရှင်မဟုတ်ပါဘူးခုမှကြိုးစားတော့ရှိသေးရဲ့ဒါလေးကဒါလည်းကိုတယောက်တည်းအားနဲ့မဟုတ်ဘူးနော်ကိုကိုကူညီပေးကြတဲ့မောင်လေးရှိလို့ပေါ့ ။ကောင်းလေးရှိတော့သူတို့ကူညီပေးတော့ကိုဒီလိုတော့ကိုတယောက်တည်းအားဆိုရင်ညံရီလိုက်မမီဘူး။ကိုပန်ဖို့ပေးတဲ့သူတွေရှိလို့အဲ့လေအိမ်ရလေးရသွားတဲ့တောင်ကမဟုတ်ပါဘူးကိုကလေးလေးဟွာပြီးတော့ဝင်းကြီးနာဆဲတော့ဟာပေါ့အဝင်းကြီးနာဆဲတော့တမရသီးစားခြင်းနဲ့ချီချင်းတက်တာနေမှာကိုကလည်းအချင်းဆိုရင်ကြိုက်တယ်အချင်းမှာဆိုရင်ဘာနေလဲဆိုအချင်းမောင်တွေးတဲ့နေရာမှာကိုဝယ်စားတယ်အဲ့ဒါသူတို့ဝမ်းနေကိုသားလို့မျက်ရည်တော်သူတို့ကြကြတယ်သူတို့ ကိုဘောသူတို့ထင်မထားဘူးကွာဒီလိုမျိုးဖြစ်မယ်ဆိုတာကွာသူတို့ရေပံ့ပိုးမှုတွေပါပါတယ်ဒါကသူတို့အများကြီးကိုပံ့ပိုးတာဒါဘောကတငယ်ချင်းတွေကဟိုကိုစင်တော့တရားပေါ်မှာစရောင်းကစားဆိုရင်ကိုတယောက်တည်းအားနဲ့လေလူကမနိုင်မနိုင်ဘူးဆိုရင်သူတို့အတွေ့အဲတရားပေါ်ကနေဈေးရောင်းနဲ့တမရသီးရေခွာပေးတယ်တရသီးရေလိပဲနောက်ကနေသူတို့ကပံ့ပိုးပေးတာ အစုံပန်ပို့ပေးရပါတော့အဲတငယ်ချင်းအခုကျောင်းနေတဲ့တငယ်ချင်းတယောက်ကဆိုလဲဒိုင်းကန်ပန်ပို့ပေးတာပေါ့သူနဲ့ကိုနဲ့အခုအတုတ်တုတ်နေတဲ့တငယ်ချင်းဒီလောက်ကိုချစ်တာပါဈေးရောက်တဲ့လောက်ကိုချစ်တာမကောင်းဘူးလို့ဆိုတဲ့ဆိုကိုဘလို့လေးကောင်းအောင်လောက်ရမလဲပေါ့နော်ဒီထမင်းချင်းနေရှိရတဲ့ထမင်းချင်းဈေးဝယ်တွေပြောရဲဆိုရင်တော့မကောင်းဘူးဆိုလဲစိတ်မကျဘူး။ငါတော့ငါဒီတစ်ခွက်တော့ဟာသွားတယ်မကောင်းဘူးဆိုရင်ကိုကောင်းအောင်ထက်လုံမယ်။အဲ့လိုပြင်းမယ်ပြင်းမယ်ပြင်းမယ်လို့ဆိုတော့ရှင်တော့ဆိုနေကိုကတရားပေါ်မှာရောက်တော့ဒီလောက်ကြီးညံမပြီးအခုじゃဓားပေါ်ကနေမှဒါကိုကိုချစ်တဲ့သူတွေတင်ပေးသွားတာလေ။ အချင်းမောင်သူလည်းငါပုံမတက်အောင်မှန်ကောင်းတာလေးနဲ့ရောင်းမယ်အရင်တော့ကျွန်တော်တို့ဂျူဂျူအိတ်လေးနဲ့ပဲရောင်းခဲ့တာဟုတ်ကိုရဲအိတ်လေးနဲ့ရောင်းတော့နောက်ပြည့်ပြည့်နဲ့ဘူးလေးတွေထဲမယ်တီဆူးလေးတွေထဲမယ်ဒုတ်လေးတွေထဲမယ်တဖြည်းဖြည်းဖြည်းမြင်းတဲ့မြင်းနဲ့တော့အဲဟိုပါပေါ့တင်ပေးသွားပါပေါ့အဲသမင်းရှင်တွေကကြည့်ရတဲ့ဈေးဝယ်တွေကတင်ပေးသွားတာပတ်တယ်မလျာဘူးအိမ်ရောက်ကြစာနောင်နေတယ်ပေါ့ကိုက ပြိုတော့ကတော့အိမ်အောင်ကြကစားပိင်းတာလေအိမ်အောင်ကြပြီးမှဝါတော့ပတိမပတိမအရင်ယောက်ကြပြီးရတယ်ကတော့ပါယောက်ကြဥပိန်တာမှာချင်းမောင်းရောင်းနေတာကလေးကန်ရောပေါ့နော်ကလေးကြောင့်မို့ဟိုဟာဖြစ်သွားတာရဲ့ကန်ရောပေါ့ကိုကအရင်ကတည်းကကိုကမရှိတော့ကြတော့ကလေးနဲ့ကြမှာကိုအိမ်ပိုင်ဝင်းပိုင်နေလဲနေရတယ်အကျွေးတွေလည်းကြေခဲ့တယ်ပေါ့နော်ဒီကလေးလေးကန်နဲ့ကြမှာကိုလည်းကြိုးစားတယ်ပေါ့နော်ကလေးကန်ရောကိုကမနာပဲနဲ့လောက်ရတဲ့လုပ်တွေရောအဲ့လိုအဲ့ဒါသူ့ကြောင်ဖြစ်သွားသူ့ကြောင်ပါ ကျွေးဆိုအများကြီးပဲမျက်နာငယ်ပြီးကျွေးတွေဟောလိုလိုတောင်းကလေးရဒီလိုတောင်းကလေးရနဲ့ကျွေးမေးတိုင်းမျက်နာပူအနဲ့ကိုစပြီးတော့အလုတ်လုတ်ပြီးဆိုတဲ့ကိုကကိုကနည်းနည်းလေးပတ်စံသူငယ်နဲ့ငါအကျွေးတွေဆက်မယ်ဆိုပြီးအကျွေးကိုအားချင်းအရင်ဆက်တာအကျွေးမဆက်နိုင်ခင်ရလဲပေါ့နော်အမကျင်တက်လာဒီအကျွေးကိုကျွန်တော်ပေးစရာရှိတယ်အမဒါမျိုးလေးကျွန်တော်ဆက်မယ်ကျင်တက်လာခွဲပေးမယ်ဆိုတော့ အရွေးချင်းတွေပုံလိုက်တောင်းမှန်းနဲ့တောင်းမှန်ပြီးတော့မှကိုကဆက်တယ်။နောက်ကြတော့ကိုဒီလိုရောင်းသွားတော့ကြတော့သူတို့ရဲ့ပြောထားတဲ့ရက်တွေဒိတ်တွေမဆောင်တော့ဘဲနဲ့လေကျွန်တော်တို့ဒီလောက်ထိလောက်တော့ဆက်မယ်အထိုးလေးတော့ကျွန်တော်တို့မလူပါနဲ့ကိုအဲ့လိုလေတောင်းမှန်ပြီးတော့မှအကျွေးတွေအရင်ကြေအောင်ဆက်ပလိုက်တာ။ကျွေးရကြတော့ကိုဈေးရောင်းပါလာရရဲ့စီးပွားရေးအဆင်မပြေရာတွေအများကြီးအများကြီးပေါ့နော်။မရှိပါဘူး။ຢာကန်းလောက်လို့ຢာကန်းလောက်ပေါ့။အိမ်ရလဲအိမ်ရလဲပုံပြားလေးနဲ့ပေါ့ဟိုဟာအောက်ကတမန်တလေးနဲ့ပုံပြားလေးနှစ်ထပ်ပါလား။တိုင်မဟုတ်ပါဘူး။ အရင်ကတည်းကဟိုးအရင်ကတည်းကပေါ့နော်မနာမနေလောက်ခဲ့တာဒါပေမဲ့ကံအကြောင်းငယ်ပေါ့နော်ဒီကိုချစ်ပေးကြဒီဘာလဲဆိုတော့ဒီ TikTok မှာဒီလို social media ခေါ်မှာပေါ့နော်နားတော့မလဲဘူးပေါ့နော် TikTok မှာလို social media မှာ TikTok မှာဝါသနာပါဆော်ရင်ဆော်ရင်ကိုယ်ချစ်ပေးကြရင်တည်းမှာကလေးရဲ့ကံပေါ့နော်ကိုဝင်စားကြည့်တော့ဝင်းကြီးနာဆွဲတော့တံမြာကြီးစားကြမှာကို့ဘဝထီပောက်တယ်လို့ပေါ့ထီပောက်တာနဲ့တောင်မှကို့တော်တော်ကံကောင်းသွားထီပောက်တာနဲ့ကို့ ထီပေါက်တယ်လို့ပါပဲတက်လာရလို့ကျင်တယ်နော်ရဲယူမှာဟုတ်လားကလေးလေးကိုပြန်ပြီးတော့လာပါလို့စူတောင်းထားလားစူတောင်းပါရဲ့ယူတော့ယူခြင်းလေကလေးတော့ယူမယ်ဒါပေမဲ့ तू အဲ့လိုမျိုးဆူတောင်းလည်းမကားမှုလို့ထင်လို့လေဟိုကိုယ့်ရဲ့ခံယူချက်ဆိုရင်ပေါ့နော်အားကြောင့်မို့အဲ့လိုတော့မဆူတောင်းပါဘူးဒါပေမဲ့ကလေးတော့ပြန်ယူမယ်ဘာလို့ဆိုတော့မဖြစ်နိုင်ဘူးလေပြန်လာမယ်ဆိုတာတော့ကောင်းတဲ့ဘုံကောင်းတဲ့နေရာမှာရောက်မယ်ဆိုတာထင်ပါဘာလို့ဆိုကောင်းတာတွေကြီး ရှိခဲ့လို့မလို့အခုပြန်ရှင်တော့အခုအဆောင်အခုပြန်ရှင်တော့ရုံမယ်ဒါပေမဲ့နောက်တယောက်ငွေလေနောက်တယောက်ကိုကိုဝင်ရှိမယ်ဆိုလဲသူဖြစ်လာမယ်လို့မထင်ဘူးအားကြောင့်မို့အဲ့လိုကတော့ပြန်လာမယ်ဆိုတော့မယုံဘူးပေါ့နော်အဲ့ဒါမိဘတွေပဲကိုသားသမီးမိဘတွေပဲအခုချိန်ဒီတက်ကလေးချောင်းပြောင်းလိုက်ကိုမေ့ကြတာလောက်တဲ့နေတာဟုတ်ကဲ့ လုံးလုံးမယ်လူမယ်သူ့တက်ကိုတက်နိုင်သလားလူမယ်အများကြီးပဲဒါနောက်တဲ့ရှာနောက်တဲ့လူအောင်ပါပါဟုတ်ကဲ့ပါအခုလိုချစ်ပေးပြီးတော့ပါနော်ကိုဒါဥပိန်တရာမှာကိုလမ်းမေးဈေးတယ်ပေါ့လမ်းမေးဈေးတယ်ဒီလိုကြီးဖြစ်တယ်ဆိုတာကိုကိုတစ်တော့မှာတစ်တော့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုရှယ်မီဒီယာတွေရောအကုန်လုံးကိုကျေးဇူးအဲ့ဒီဒီအဲ့ရနေမှာကိုယ်လူတီများသွားတယ်ပေါ့နော်အဲ့ကိုတဦးပြောက်ကြီးချစ်ပေးပြီးဒီလမ်းမေးသေးတယ်ကမြေတောင်မြောက်ပေးတယ်လို့ဖြစ်သွားတယ် တဦးတယောက်ချင်းစီပေါ့နော်အားပေးကြတဲ့သမီးရှင်တွေအကုန်ကျေးဇူးတင်ပါတယ်လို့အဲ့ဒါချစ်ပေးလို့ပဲပေါ့နော်အစီမပြေတာတွေရှိတယ်ဆိုရင်လည်းစ조사ပြီးပြင်းနေပါတယ်ဗာပစ္စည်းပဲနေနေပေါ့နော်အရသာရောအစားတောက်ပိုင်းနေမှာတော့ဒါကိုတွေကအခုမှအစလိုဖြစ်သွားပါတော့။ရင်တော့ဆိုကိုယ်လေးလမ်းမမရောင်းနဲ့ဒီနေ့ရောင်းရဒီနေ့9000ရဒီနေ့3000ရဒီနေ့ပြောနေတာပါတော့။ခုကကြကိုယ်ချေရတဲ့ထမင်းချင်းကသင်ပေးတာပေါ့။သင်ပေးနေသင်ပေးရနဲ့တိတိတော့မှတော့ဖြည်းဖြည်းနဲ့ကောင်းထွက်ကြအောင်တော့ကြိုးစားနေပါတယ်။ကိုပြဲလို့ရှင်နေပါတော့။ ပြန်လို့ရှင်လည်းပြန်တော့ပို့သားဆိုတော့ပြန်လို့မရဘူးပေါ့နော်ပြန်လာရင်တော့ပြန်လို့ရှင်လည်းဒါမှမဖြစ်နိုင်ဘူးပေါ့နော်အခုစုံသွားပြီးတော့ပြန်ပြီးထားလာတာမဟုတ်တော့တဲ့အဲ့တော့ဖြစ်မဖြစ်နိုင်ပါဘူးကလေးတော့ယူပါမယ်ဒါမှအဲ့လိုတွေရောယုံကြည်မရှိပါ